အားလုံးမင်္ဂလာပါ KFI လက်မှပြန်လည်ကြိုဆိုပါရစေဒီနေ့ညမှာတိုးတက်မယ် One Friday Fight 129မှာဒုမေအောင်နဲ့ထိုင်းဖိုက်တာတန်တုံတို့ပွဲကို One Championship ကကောင်းပွဲနေရာမှာတည်ပြီးထားပါတယ်ဒီပွဲမှာဒုမေအောင်ကအတူကိုဒုမေလိုက်ရဲ့ရုံကြွေးကိုပြန်ဆက်နိုင်မလားဆိုတာကတော့ကျွန်တော်တို့မြန်မာပရိသတ်တွေစောင့်ကြည့်ရမှာပါဒုမေလိုက်နဲ့တန်တုံတို့က2020နှစ်တော့ကထိုင်းဖိုက်မှာထိုးဦးပါတယ်အိုက်ဝဲမှာတန်တုံကပရမအချီမာတယ်ဟိုက်ကင်းနဲ့အနိုင်ရရှိခဲ့ပါတယ် ဒေါမေအောင်နဲ့တန်တော်ပွဲကိုတုံးတက်ကြည့်ရတယ်။တန်တော်ကလက်ရှိမှာအသက်က30တုံးနဲ့အရက်က9ဗီ10လက်မှာမွေတိုင်းပွဲပေါင်းတရာကျော်ထိုးထားပါဗျ။ဝိုင်းချမ်ပီယံရှစ်မှာတော့တုံးပွဲထိုးတာပြီးနှစ်ပွဲနိုင်တစ်ပွဲရှုံးရလက်ပိုင်ဆိုင်ထားပါဗျ။ဒီဖိုက်တာကဆော့ဘော့စတန်ပေတန်ဖိုက်တာတစ်ယောက်ပါ။လက်သည့်ခြေခံချက်ပြင်းတဲ့ဖိုက်တာတစ်ယောက်လို့ပြောလို့ရပါဗျ။အားနည်းချက်ဆိုရင်မာကွန်ပိုင်းအားနည်းပါဗျ။ကလောင်းဝင်ရွှေရှင်ပြီးဒီလီယာရောက်ထိုးတက်နိုင်ပါဗျ။ ဒုမင်းအောင်ကတော့လက်ရှိမှာအသက်က19နှစ်ပဲရှိပါသေးတယ်။ဝမ်ချန်ပီယံရှစ်မှာလေးပွဲထိုးတာပြီး2ပွဲနိုင်2ပွဲရှုံးထားပါတယ်။ဒူနိုင်နဲ့ပွဲတွေကအလဲထိုးနေနဲ့နိုင်ယူထားတာပါ။ဘောပါပိုင်းအားကောင်းတယ်လို့ဆိုလို့ရပါတယ်။ဒုမင်းအောင်ရဲ့ physical ပိုင်းဟာကျွန်တော်မြန်မာဖိုက်တာတွေထဲမှာရှားပါတဲ့ body မျိုးလို့ပြောလို့ရပါတယ်။အဓိကအရာမောင်းမှာ6ပွဲအထိ ရှိပါတယ်။အမမမှာဆိုရင်ဝိတ်တင်ပြီးမယ်လေဝိတ်လောက်ထိထိုးလို့ရပါတယ်။တန်တော်နဲ့ တွန်မြောက်ဟာတူညီတဲ့အပိုင်းတွေရှိပါတယ်။ဆော့ဘော့စတန်ဘယ်ဒန်ဖိုက်တာတွေရှိပါပဲ။အဝင်ကျမ်းပြီးအဝင်ရဲတာလည်းတူပါတယ်။ဒါကြောင့်မို့ဒီဘက်ကတကယ်ကြည့်လို့ကောင်းပါပါ။ဒီဘက်မှာတွန်မြောက်ဟာတွန်းအားတစ်ခုရှိပါတယ်။အဲ့ဒါကတော့တူကိုတွန်မြက်လက်ကို တန်တော့ကအလဲတော့နဲ့နိုင်ပြထားတဲ့အတွက်ဒီဘက်မှာလည်းတန်တော့ကို နိုင်ပြဖို့စိတ်ဆန္ဒပြင်းပြနေလောက်ပါပြီ။ဒီလိုဂလာစာကြည်ကျင်တဲ့စိတ်ဆန္ဒမျိုးဟာတကယ်ကြောက်ဖို့ကောင်းပါတယ် ကျွန်တော်စကားတွေထဲမှာလည်းအောင်မြင်တာတွေ့ရသလိုအပြင်လက်တွေ့မှာလည်းအောင်မြင်တဲ့ fighter တွေမျိုးကိုတွေ့ရပါတယ်။ဒါကြောင့်မို့ဒီဘွဲမှာ တို့တို့ကြီးမားတဲ့တွန်းတစ်ခုလို့ပြောလို့ရပါတယ်။ fighter ညာလုံးကအာတချက်ကိုစီအာနေချက်ကိုစီနဲ့အနိုင်ရှုံးခမခတ်ပါတယ်။ကျွန်တော်ကတော့50 50လို့ပဲပြောချင်ပါတယ်။အမတ်အဆုံးဖြတ်ဒီမရောက်ပဲဘွဲတိန်ဖို့များပါတယ်။ဘေး fighter ကဘွဲသိမ်းနိုင်မလဲဆိုတော့ကတော့ ကျွန်တော်ဒီနေ့ညမှာစောင့်ကြည့်ရမှာပါအဆုံးထိ live ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းတွေကိုထပ်မံကြည့်ရှုရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်